အားလုံးမင်္ဂလာပါနော်အဲ့တော့ဒါကျွန်တော်မန်ပါမှာရှစ်ကြိမ်မန်ပါမှာမန်ပါအော်ဒီဆိုင်ပဲနော်မန်ပါအော်ဒီဆိုင်ပဲနှစ်ထိပ်ပြိတုံးပေါ့နော် နှစ်ထိပ်ပဲတော့ကျွန်တော်စိတ်ကူးပေါင်းရင်လည်းပြတော့မယ်ဗျာအကုန်ပြတော့ပြတော့မယ်ဆိုတာကဓာတ်ခိုင်နဲ့ငါးကတ်လိုင်းရှိသေးတယ်အဲ့ဒီငါးကတ်လိုင်းကပြလိုက်ရင်ကျွန်တော်စောင့်နေတဲ့အောက်မှာဝင်နေဘဝခီးတဲ့မင်္ဂလာပါဝင်နေရစောင့်ပင်နေပေါ်သွားမှာပေါ့နော်ပေါ်သွားရင်ပြန်တင်တဲ့ချိန်ရောက်ရင်ခော့သွားမှာကြောက်လို့ပေါ့နော်အဲ့တော့ကျွန်တော်ကြိုက်တဲ့ဗရိတ်သုံးကိုဒီလိုင်းနဲ့ပဲပြောမယ် ဒါမစိတ်ခုပေါင်းရင်တော့ကျွန်တော်ပြရင်လည်းပြသွားမယ်ပြရင်လည်းအချိန်ပါသွားရင်တော့ဗောနော်ပရိတ်တော့ငါးကက်လိုင်းနေလည်းရှိသေးတယ်အဲ့ဒီငါးကက်လိုင်းကကျွန်တော်ဒီနေ့ထဲမှာစောင့်နေတဲ့စောင့်ပင်နေလည်းရှိသေးတယ်အဲ့အားတော့ကျွန်တော်ကဒီမှာပါအကောင့်ထဲမှာတော့အကုန်ပြထားတယ်ဒီဘက်ကိုတော့ကျွန်တော်ကိုဒီယာမှာပါအော်ဒီဆိုင်နှစ်ထိပ်ပရိတ်တော့ကျွန်တော်ရဲ့မှာပါအော်ဒီဆိုင်ပဲတကွက်ကောင်းကတော့ကိုယ့်ကိုကြိုက်တာထိုးပေါ့နော်ဒါကျွန်တော်တကွက်ကောင်းကတော့ရေရအော်ဂနန်းကတော့ကျွန်တော်မှာပါတွေအတွက်ပေါ့ ရိတ်သုံးအကြိုက်ကြိုင်ပါဘောနော်အဲ့ဒီပရိတ်သုံးကကျွန်တော်ဒလိုင်းချန်ထားမှာကကျွန်တော်ဒါစောင့်ပင်ကိုပေါ်သွားပေါ်သွားမှာဘောနော်ပေါ်သွားမှာဆိုလို့ပေါ်သွားရင်ဟော့သွားမှာဘောဟော့သွားမှာကြောက်လာမရောက်ခင်စောင့်နေတဲ့ခွင်လေးရှိရဲကျွန်တော်မန်ပါတွေအတွက်ဘောနော်အဲအဲ့ဒါလေးကိုကျွန်တော်ပရိတ်သုံးကကျွန်တော်မန်ပါကတ်တွေပို့ပြီးတော့ကြာပါပြီတော်တော်လေးကြာပါပြီ ျွန်တော်တို့ဒီမှာ line ကြီး line နေတဲ့ line ရပဲ69ခွန်လို့ထောင်းနေပေါ့เนาะဒါကျွန်တော်ပြီးခဲ့တဲ့နှစ်ကကိုကိုစောမင်္ဂလာပါเนาะနှစ်ထိတ်ကြိုက်တယ်လေအလုံးပိုင်းတော့မဟုတ်နှစ်ထိတ်အောင်ပြောလိုက်ရအကွက်တရားဆက်အဲ့တော့ဒီမှာ69ခွန်လို့ထောင်းနေအဲ့ဒါကပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့ member ရောဒီဘက်ဒီရော933အောင်ခဲ့တဲ့တဲ့အောင်ခဲ့တဲ့ line 69ခွန်ထောင်းတာ၃ကပ်ပဲရှိအောင်เนาะ69ခွန်လို့ထောင်းနေဒီမှာလည်း69ခွန်လို့ထောင်းနေပို့ဗျာ ဒီ6900နဲ့ line ကကျွန်တော် live show အမြင်အကြည့်ရဆိုရင်တော့ဟောဖြစ်မယ်ရင်းနေပြီးသားဖြစ်မယ်အဲ့ဒီ6900ကနေသူကတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်9နှစ်တွားလိုက်တာနဲ့လေးထိပ် break တက်လို့ live ထွက်တယ်နော်လေးထိပ် break တက် live ထွက်တယ်ဒီမှာလဲသူကတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်9နှစ်တွားလိုက်တာနဲ့လေးထိပ် break နှစ်ဆိုပြီး senior နဲ့ထွက်တယ်လေးထိပ်ပေါ့နော်လေးထိပ် break နှစ် နှစ်လေးထိပ်ဗရိတ်တည်းလေးထိပ်ဗရိတ်နှစ်လေးထိပ်ဗရိတ်သုံးဒီမှာတစ်ချက်တိနှစ်သုံးလေး၅ဆိုပြီးတော့ဒီမှာလေးထိပ်ဗရိတ်သုံးဆိုပြီးလိုက်ထွက်တာအဲ့ဒီကစားကွက်မှာကလက်ရရှင်းနေလောက်ပြီပါနော်အဲ့တော့ဒီ6 9ခုလို့ထောင်းတာ ਨੇ ူ့ရဲ့နောက်နဲ့ထဲမှာငါးထိတ်နဲ့ပရိတ်သုံးဆိုပြီးလိုက်တယ်ပေါ့နော်ငါးထိတ်နဲ့ပရိတ်သုံးလို့လိုက်ပြီးရတယ်သူ့အောက်ကြတဲ့ကနာသူ့ရှေ့တစ်နှစ်ကျော်ကခွာပေါင်းနှစ်ရဲ့အပေါ်ကကနာကိုသူ့အောက်ကိုထည့်တယ်ထည့်ပြီးရတယ်ဒီကောင်ကငါးထိတ်နဲ့ပရိတ်သုံး73မလို့သူကသူ့အောက်မှာပရိတ်73ဆိုပြီးတော့ပဲသူလိုက်ခဲ့တာနော်လိုက်ခဲ့တာအဲ့ဆိုရင်အဲ့ဒီပရိတ်73ကဒီလိုပြန်ကူသေးတာသူကဒီလိုပရိတ်73မလို့ဒီလိုပရိတ်73ပြန်ကူသေးတာ နော်အဲအဲ့အဲ့ဒါကစားကွယ်အဲ့တော့ဒီမှာလေ6 9ခုလို့ထောင်းပြီဆိုရင်လည်းသူရဲ့နောက်တစ်နှစ်ကျော်မှာပထမနှစ်ကတ်မှာဒီလိုမျိုးတစ်ချိန်နဲ့ပေးထားရင်3ကတ်မှမှာပုံမွေးနေနဲ့ပေးတယ်3ကတ်ဒီ9ကတ်လည်းဒီတိုင်းပဲအဲ့တော့ကျွန်တော်ကဒီမှာ6 9ခုလို့ထောင်းပြီဆိုသူရဲ့ဒီမှာတစ်နှစ်ကျော်မှာ9ထိုင်နဲ့ပရိတ်သုံးပြီးတော့9ထိုင်နဲ့ပရိတ်ညှစ်လို့လိုက်တယ်လိုက်ပြီးရတဲ့အောက်မှာလည်းသူကသူရှိတစ်နှစ်ကျော်ကကနန်းပဲခွန်းနှစ်ရဲ့အပေါ်ကအနန်းကိုပဲသူထည့်သွားတယ်ထည့်ပြတဲ့ဒီကောင်ကပရိတ်ဆက်နှစ်လို့သူ့အကူပရိတ်ဆက်နှစ်ဆိုပြီးတော့ပဲသူကလိုက်ပြီးတော့ထုတ်ပေးတယ် ်ထုတ်ပေးပြီးရတယ်အဲ့ဒီကောင်ကနောက်ဒီမှာပရိစနစ်ကဒီလို လိုက်ပြီးတော့ထွက်ပြေးတာပေါ့နော်ပရိစနစ်ဆိုပြီးအဲ့ဆိုရင်ကျွန်တော်ဒီမှာ6-5ခုလို့ထောင်တာနဲ့သူ့ရဲ့နောက်တစ်နှစ်ကျော်မှာ၅ရိတ်ပရိတ်၃၅ရိတ်ပရိတ်နဲ့၅ရိတ်ပရိတ်၁ဆိုပြီးလိုက်ထွက်တာဒီမှာတကယ်တမ်းဆိုရင်ဒီနေရာမှာထွက်ရမှာပေါ့တော့ပေမဲ့သူက၅ရိတ်နဲ့ပရိတ်၃ဆိုတော့၃ကတ်ဆိုတော့လှည့်ပြီလေ အဲ့မှာငါးထိုင်နဲ့ပြိတ်တိလို့ကြာပြီဆိုတော့ ਨੇ သူ့အောက်ကိုကြာတဲ့ခဏဟာကျွန်တော်ဒီမှာ line ပေါ်စတဲ့တဲ့နှစ်မှာပေါ့နော်ဒီ9000ညသုံးဒီဘက်ကိုတင်ပေးခဲ့တယ်အဲ့ဒီ9000ညသုံးကသူ့ရှိတဲ့နှစ်ကျော်ကကျွန်တော်လည်းပောက်ခဲ့တယ်အာပဲခွာပေါင်းနှစ်ရဲ့အပေါ်ကကနန်းအဲ့ဒီသူများကိုငါသူ့အောက်ကိုထည့်ခဲ့တာထည့်ပြန်တဲ့ဒီကောင်ကပြိတ်27မလို့သူ့အောက်ကိုပြိတ်27ဆိုပြီးတော့ပဲကူခဲ့တာတို့ပြင်မဲ့သူကဘလို့သူကစားသွားလဲဆိုတော့ ပုံကံမှာကြတော့ဒီမှာသူပရိ၂၁မကူတော့ဘူးတို့ပေမဲ့ဒီမှာပရိ၂၁၂၁ဒီလိုကစားခဲ့ရင်ကြောင့်ဒီပရိ၂၁ဟာနောက်နှစ်ထဲမှာပရိ၂၁လိုက်ထွက်မယ်ကျွန်တော်ပြောတာဒီနှစ်ကွက်ထိကိုကနန်းတူကနန်းလှုပ်သွားတတ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကကျွန်တော်ကပြောခဲ့တာအဲ့တော့ဒီမှာ68ခုပရိ၂၁လိုက်သွားတယ်အဲ့ဒါလိုပဲအဲ့ဒီပရိ၃ဟာသူ့ရဲ့နောက်နှစ်ထဲမှာပရိ၃လို့ကျွန်တော်လိုက်ထွက်တာ ਨੇ ဒီကောင်ပရိ၃အသေးမလို့ ပရိတ်သုံးသေးမလို့သူ့အောက်တပွဲကျော်ပရိတ်သုံးအသေးပဲလိုက်ပြီးတော့တပင်ကျော်ဒီလိုပုံစံပေါ့နော်ပြန်ပြီးတော့ကစားတဲ့ကစားခွက်အဲ့လိုမျိုးကစားတဲ့အချိန်မှာ तू က၃တော့ပိတ်လို့ပုံပြခံပြီးမှ तू ကပရိတ်သုံးကပရိတ်သုံးတပင်ကျော်ကူးတာအဲ့တော့ဒီမှာပရိတ်နှစ်ကဒီလိုကူးခဲ့ခြင်းကြောင့်သူ့ရဲ့နောက်နေထဲမှာပရိတ်နှစ်ဆိုတဲ့တဏ္ဍဟာဒီမှာပရိတ်နှစ်ကဒီမှာပရိနှင်းလို့ကူးတဲ့ဒီလိုမျိုးတပင်ကျော်ရိုက်တော့သူက၃နောက်ပိတ်ခံပြီးမှသူကတပင်ရိုက်ခဲ့တာ အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဒီ break တွေကလည်းနောက်နေ့ကိုဒီမှာသူအကြိမ်ကြိုက်တော့မပြီးပဲနဲ့ဒီ break 20တွေကလိုက်ထွက်ပြီးတယ်ထွက်ပြီးတဲ့အတွက်ကြောင့်သူရဲ့နောက်နေ့ထဲမှာဒီ break 20တွေတပင်ကျော်ကူးခဲ့တဲ့အတွက်ကြောင့်ဒီမှာ break 20တွေလိုက်ထွက်ပြီးရယ်ထွက်ပြီးပြီးရယ်ကျွန်တော်ဒီကြိမ်တော့ပြောခဲ့တယ်နော်ဒီ line ကိုပဲ break 20တွေဟာ၃နောက်ပိတ်ခံပြီးတော့သူ့အောက်တပွဲကျော်ကို break 21ဆိုပြီးသူကစားကွက်သွားတယ်အဲ့ဒီသူက၃နှစ်တစ်ပေါ့နော်၃နှစ်တစ်ကစားကွက်ကို၃နှစ်တစ်ကစားကွက်ကိုဒီမှာသူကတင်းလေးထိတ်နဲ့ ဒိတ်လေးထိတ်နဲ့ဗရိတ်တအဲလေးထိတ်နဲ့ဗရိတ်နှစ်လေးထိတ်နဲ့ဗရိတ်သုံးအဲ့ဒီနဲ့လေးထိတ်နဲ့ဗရိတ်တလေးထိတ်နဲ့ဗရိတ်နှစ်လေးထိတ်နဲ့ဗရိတ်သုံးนี่ကဘယ်ဟာလာခဲ့တယ်ဆိုတော့じゃတော့ဒီ65ခုလို့ထောင်တာနဲ့သူ့ရဲ့သူ့ရဲ့ပေါ့နော်ဒါကခဏခဏပြန်ပြရတော့65ခုလို့ထောင်တာသူ့ရဲ့နောက်နေထဲကဗရိတ်7ခုကဏ္ဍဗရိတ်9ခုကဏ္ဍနောက်နှစ်နှစ်ကျော်လိုက်ထွက်တယ် เนาะထွက်တော့ကြတော့သူကဒီ3ထိတ်လို့စီနီယံလို့တည်တယ်တည်ပြီးတော့သူ့နောက်မှာ4ထိတ်လို့ပြောင်းရိုက်တယ်အဲ့လိုမျိုးသူကြီးပြောင်းရိုက်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာကလည်းဒီ6900ထောင်းနဲ့နောက်နှစ်ထဲကဗရိတ်ခွန်ပြီးတော့ဗရိတ်ရှစ်ကနန်းကနောက်နှစ်နှစ်နှစ်ကျော်လိုက်ထွက်ပြီးတယ်ထွက်ပြီးတဲ့သူက3ထိတ်ပြီးတော့4ထိတ်စီနီယံလိုက်ပြီး4ထိတ်ပြောင်းလိုက်တယ်ပေါ့เนาะ လေးထိပ်ပြောင်းလိုက်တယ်ဟိုမှာ3 4 5ထိပ်စီးလိုက်ပြီးတော့လေးထိပ်ဒီပုံသေးလိုက်တာအဲ့တော့သူ့ရဲ့နောက်နေ့ထဲကဗရိတ်ကိုကနန်းဆိုတော့သူကနှစ်ကတ်တိုင်းနဲ့ခွက်ခွဲဆိုရတယ်နော်ဒီမှာနောက်နှစ်နှစ်ကျော်ထွက်တယ်ထွက်တော့ပြီးတဲ့နဲ့သူက3ထိပ်4ထိပ်5ထိပ်ကျဲပြီးတော့လေးထိပ်ပြောင်းလိုက်တာအဲ့ဒီလေးတွေကပဲကျွန်တော်တို့ပြောအောင်မယ်အဲ့ဒီလေးတွေကပဲသူကပေါင်းပေါင်းဆက်ဆော့ဆော့တာကပေါင်းဆက်ဆော့တာပေါ့နော်လေးတွေကပဲပေါင်းဆက်ဆော့တာကအဲ့ဒီလေးတွေဟာပဲအဲ့ဒီလေးကြောင့်လေးပါဝါကိုးနောက်ပိန်နဲ့အဲ့ဒီနေထဲမှာ ပရိငါပုံတည်လိုက်ထွက်တာအဲ့ဒီပရိငါရဲ့အပေါ်မှာသူကမထွက်ခင်ခွခွန်လို့ပုံတည်ခံတာအဲ့ဒီခွခွန်လို့ပုံတည်ခံခြင်းကြောင့်ဒီကိုးနောက်ပိတ်ဒီလေးပါဝါကိုးနောက်ပိတ်လို့ပုံတည်တဲ့ခြင်းကြောင့်ဒီကိုးပါဝါလေးထိတ်ဆိုပြီးသူ့အောက်မှာပြောင်ရိုက်တာပြောင်ရိုက်တာပေါ့နော်လေးထိတ်ဆိုပြီးသူသူ့အောက်မှာပြောင်ရိုက်ခဲတာအဲ့ဒီလေးထိတ်လို့ပြောင်ရိုက်ပြီးရတယ်အဲ့ဒီလေးထိတ်ဟာပရိစလေးအဖြစ်နဲ့အဲ့ဒီနေထဲမှာလိုက်ထွက်ပြီးတော့သူကဒီမှာ ပရိင္းအသေးလိုက်ထွက်ပြေးတာအဲ့ဒီပရိင္းအသေးရဲ့ဒီ25ပရိရဲ့ပေါင်းတော့30ညက်ဟာဒီလေးထိတ်ကြောင့် तू ကပရိ14လို့ခံနော် तू က44လို့ကျွန်တော်ခဏခဏပြောခဲ့ဘူးတယ်နော်လေးတွေနဲ့ပဲ तू ပတ်သက်တာအဲ့တော့ဒီလေးတွေကြောင့်ပဲသူ့ရဲ့နောက်နှစ်ထဲမှာ तू ကလေးထိတ်နဲ့ပရိ1ဆိုပြီးလိုက်ထွက်တာ အဲ့ဒီလိုလိုက်ထွက်ပြင်းတယ်အဲ့ဒီလေးထိပ်ဟာနောက်နှစ်မှာအဲ့ဒီလေးထိပ်ဘရိတ်တစ်လိုက်ထည့်ခြင်းကြောင့်နောက်နှစ်မြင်းကုန်အောက်ဒီဘက်မှာဘရိတ်သုံးဒီဘရိတ်တစ်လေးထိပ်ဘရိတ်တစ်ကြောင့်ဒီလေးထိပ်ဘရိတ်တစ်ကစားခွက်ပေါ့နော်လေးထိပ်သုံးကလုံးတော့ဒီလိုမတူဘူးနော်သူသဘောတရားကိုကျွန်တော်တန်ဖိုးညှိပြတာအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ shopping ရအောင်ဖွဲ့မယ်ခွဲတော့သူကဒီ ရေးထိတ်လို့တဲပြန်အဲ့ဒီနှစ်ထဲမှာခွားခွန်ရဲ့အောက်ပေါ့နော်ဒီ69ခွန်ထောင်နဲ့နောက်နှစ်နှစ်ကျော်မှာပေါ့နော်ကိုးနောက်ပိတ်နဲ့ဗတိန်ငါလိုက်ထွက်တော့သူကခွားခွန်ပုံပြီးခံပြီးမှထွက်တာထွက်ပြီးရတဲ့သူကဒီကိုးနောက်ပိတ်ကြောင့်ကိုးပါဝါလေးထိတ်လေးထိတ်ဆိုပြီးကစားတာကစားခြင်းကြောင့်ဒီလေးထိတ်ရဲ့ ေးထိတ်ကြောင့်ဗရိတ်14လို့ခံပြီးတဲ့အောက်မှာသူကဗရိတ်5ပဲပြန်စော်တာအဲ့ဒါမှဒီမှာဗရိတ်15ဒီမှာဗရိတ်15နဲ့ဟိုကဗရိတ်25ဖြစ်လို့ငါအသေးပဲချပြီးတော့ဒီမှာကတော့ဗရိတ်15ကြောင့်ဗရိတ်15နှစ်ခါပေါင်းပြီးတော့30ကိုဒီဗရိတ်14နဲ့ပေါင်းတော့44ပဲခုနကလို့ကျွန်တော်တို့က4တွေပဲပတ်သက်ပြီးဖြစ်တာ၄တွေပဲပတ်သက်ပြီးဖြစ်တာပေါ့နော်အဲ့ဒီလို၄တွေပတ်သက်ဖြစ်ခဲ့ခြင်းကြောင့်သူ့ရဲ့နောက်နေ့ထဲမှာ၄ထိန်နဲ့ဗရိတ်နှစ်ဆိုပြီးတော့လိုက်ထွက်ပြီးတယ်ပေါ့နော်၄ထိန်နဲ့ဗရိတ်နှစ်ဆိုပြီးလိုက်ထွက်ပြီးတယ် အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကလည်းသူ့ရဲ့နောက်နှစ်နှစ်ကျော်မှာကိုးနောက်ပိန်းနဲ့ဗရိတ်ငါလို့ပုံတွေလိုက်ထွက်ပြီးတော့သူ့အပေါ်မှာခွခုန်ရှိတယ်2022နှစ်ပိန်းမှာသူက196ဆိုပြီးတော့ခွခုန်နဲ့ခွန်ထားတာခွန်ပြီးတော့အဲ့ဒီ196အဲ့ဒီငါတစ်ကိုကနံပြန်ကြာမှာဘာလို့နှစ်ကပ်ကိုကြာတော့ဒီမှာပါဝါနှက်ခတ်ထိုင်နဲ့ခွခုန်အသေးခွန်လာဟိုမှာကြာ159ကြာတော့ခွခုန်ဆက်ခုန်ကြီးနဲ့ခွန်လို့ပေါ့နော်အဲ့ဒီ9နောက်ပိန်းကြောင့်9ပါဝါ၄ထိပ်ဆိုပြီးသူ့အကူကစားတော့သူက ပရိစ္ဆလေးရဲ့အောက်မှာသူကပရိစ္ဆ၅ပုံတွေလိုက်ပြီလားဒါပရိကစားွက်ပေါ့နော်အဲ့ဒီကောဒီကောင်ပြန်ကြလဲယူလို့ရတယ်အဲ့တော့ဒီပရိစ္ဆ၅နှစ်ခုပေါင်းခြင်းဟာ30နဲ့ဒီပရိစ္ဆလေးနဲ့ပေါင်းတော့44နဲ့ပဲသူကချုပ်တော့အဲ့ဒီလိုပဲသူကအဲ့ဒီနောက်နှစ်ထဲမှာသူက၄တွေကြောင့်၄ထိတ်နဲ့ပရိနှစ်၄ထိတ်နဲ့ပရိတ်၄ထိတ်နဲ့ပရိတ်၃ဆိုပြီးသူလိုက်ပြီလားအဲ့ဒီတိနှစ်သုံးလေးကိုသူကဘယ်လိုလုပ်မလဲဆိုတော့ဆိုလိုခြင်းကအဲ့ဒီလေးထိတ်နဲ့ဗရိတ်တစ်ကြောင့်အဲ့ဒီနောက်နှစ်ထဲမှာဗရိတ်တစ်ကဏ္ဍဟာဒီလိုမြင်းကုန်ကစားကွက် ီမှာကလည်းသူကဒီမှာဒီမှာတော့သူမဆော့သွားဘူးဒီလေးထိပ်ပရိတ်နှစ်လိုက်ထွက်ခဲ့ခြင်းကြောင့်အဲ့ဒီနှစ်ထဲမှာသူကလေးလေးပါတော့လေးပါတော့ခဏတကွက်ပေါ့နော်လေးပါတော့ခဏတကွက်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကအဲ့ဒီနှစ်ထဲမှာသူကဒီသုံးခန့်ကြတော့သုံးခန့်အမြင်နဲ့ကြည့်ရမယ်နော်သုံးခန့်အမြင်နဲ့ကြည့်မယ်ဆိုရင်ဟာဒီမှာပရိတ်နှစ်တက်ပြီးတော့ပရိတ်နှစ်ကိုဒီကဏ္ဍကိုသူမကစားဘူးဒီကဏ္ဍကိုသူကစားသွားတယ်လေးတော့ပါတယ် ဗရိတ်နှစ်ကဗရိတ်နှစ်ဒီလိုမြင်းကုန်အောက်နောက်နောက်နှစ်ကိုဒီလိုကစားတာအဲ့ဆိုရင်ဒီမှာဒီဗရိတ်သုံးဟာဒီနှစ်မှာဒီတစ်ခွက်ပဲရှိရတဲ့အတွက်ကြောင့်ဒီကဏ္ဍဗရိတ်သုံးဟာဒီလိုကစားမယ်ဒီနေ့မှာဗရိတ်သုံးကျွန်တော်ကတော့နှစ်ထိတ်နဲ့ကြိုက်တာနော်နှစ်ထိတ်နဲ့ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်နှစ်ထိတ်နဲ့ဖြစ်တဲ့ဖြစ်တာအတွက်ကြောင့်ကျွန်တော်တို့ကဒီမှာဗရိတ်သုံးပဲကျွန်တော်တို့လိုက်ပါဟုတ်လားဗရိတ်သုံး ကိုကြက်ရင်ကိုကြိုက်တဲ့ပရိတ်နဲ့လိုက်ကျွန်တော်ကတော့နှစ်ထိတ်နဲ့ပရိတ်သုံးကိုတင်ပေးလိုက်တာဘာကြောင့်လဲဆိုတော့အဲ့ဒီလိုသူကဟိုမူတဟူပြောမယ်တော့ဒီလိုလေးထိတ်ပရိတ်နှစ်လေးထိတ်ပရိတ်လေးထိတ်ပရိတ်တစ်လေးထိတ်ပရိတ်နှစ်လို့လိုက်ထွက်တယ်လေးထိတ်ပရိတ်သုံးလို့လိုက်ထွက်တော့အဲ့ဒီနှစ်နောက်နှစ်ထဲမှာပရိတ်တစ်အဲ့ဒီပရိတ်တစ်ကြောင့်သူပရိတ်တစ်ကဏ္ဍကနောက်ဆုံးထွက်ခဲ့တဲ့ပရိတ်တစ်ပေါ့ဗျာနောက်ဆုံးထွက်ခဲ့တဲ့ပရိတ်တစ်ဆိုရင်ဒီတစ်ကွက်ပဲဒီကောင်ကနောက်ဆုံးပဲနော်နောက်ဆုံးပဲနောက်ဆုံးပဲဆိုတော့ဒီပရိတ်တစ်ကလည်း နောက်ဆုံးထွက်ခဲ့တဲ့ပရိတ်တဒီလိုရိုက်တယ်ပေါ့အဲ့ဒီဒီမှာဒီမှာလဲဒီကောင်ကြတော့အရင်ထွက်ခဲ့တဲ့ရင်းကြောင့်ဒီမှာနောက်ဆုံးထွက်ခဲ့တယ်ဆိုတော့သူ့နောက်မှာ break နှစ်ဆိုတာမရှိတော့ဘူးအဲ့တော့နောက်ဆုံးထွက်ခဲ့တဲ့ break နှစ်ဒီလိုမြင်းကုန်ကစားမယ်ပေါ့အဲ့လိုရင် break 3ကဒီနှစ်မှာဒီတစ်ခွက်ပဲရှိရတဲ့ကြောင့်ဒီတစ်ခွက်ကဒီလိုရိုက်မယ်ရိုက်မယ်ဆိုရင်သူ့အပေါ်မှာဘာတွေခံထားလဲဆိုတော့သူ့အပေါ်မှာမရိုက်ခင်ကိုသူက ီလိုဟမ်ဒီလိုဒီလိုသူမရိုက်ခေကိုဒီလိုခါခါစီနီယာခါသုံးလုံးစီနီယာ၃ည၃ပြည့်ဆိုတော့6နဲ့4ဆိုပြီးတော့သူကစီနီယာနဲ့ပုံပြီးကစားပြီးကမှအဲ့ဒီအောက်ကဘရိတ်တိကိုဒီလိုပုံပြီးကစားတာမကစားခင်ကိုသူ့ပုံမှာဘရိတ်7အသေးခံတာဘရိတ်7ဒါခွန်3တင်နော်ခွန်3တင်ဘရိတ်7အသေးခံတာ အဲ့ဆိုရင်ကျွန်တော်ဒီပရိတ်ဆက်နှစ်ကဆက်နှစ်လို့မကစားခင်တော့သူ့ပုံမှာပရိတ်ဆက်တစ်ပဲအသေးပဲပုံပြီးခံပြီးခါမှာဟိုမှာကသူ့ခေါင်းပုံမှာသူ့ပုံမှာခါသုံးလုံး၄ကိုဒီမှာခါသုံးလုံး၅ဆိုပြီးတော့သူကချုပ်ထားတာချုပ်ထားတာနော်ချုပ်ထားတာအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကလည်းသူ့ပုံမှာခါသုံးလုံးဩ sorry ခဏလေးနော်ဒီမှာဒီမှာ သူ့ကိုဒီပရိတ်တစ်ကိုဒီလိုရိုက်ဖို့အတွက်ကိုသူ့ကိုဒီလိုနဲ့ချုပ်တာဒီခါသုံးလုံးလေးနဲ့ချုပ်တာခါသုံးလုံးလေးနဲ့ချုပ်တာဒီပရိတ်တစ်ကိုရိုက်ဖို့သူဒီမှာဆိုရင် तू ကမဖြစ်ဘူးပေါ့ဗျာဒီမှာကျတော့လေးကြီးပဲပဲဖြစ်နေတယ်တို့ပေမဲ့ဒီမှာ तू ကစီနီယာနဲ့ချုပ်တာဒီမှာကျတော့ပုံညာတစ်လေးခါသုံးလုံးလေးပြီးတော့ငါအဲ့ဒီကဏ္ဍဒီလိုမြင်းကုန်ရိုက်ပရိတ်စတစ်ခံတာအဲ့တော့ကျွန်တော်တို့ဒီမှာကလည်းသူကဒီခါသုံးလုံးကိုဒီမှာ388ဆိုတော့6 ၄၅၆ခါးခါးစီနေရထောက်ပြီးတော့သူကသူ့ပုံမှာပရိသတ်၁အသေးခံပြီးခါမှာဒီပရိသတ်တော့ဒီလိုမြင်းကုန်ရိုက်မှာပေါ့နော်ဒါပရိသတ်၁ပုံသေးတွေခံထားတာနော်ဒါပရိသတ်၁ပုံသေးတွေခံထားပြီးအထောက်ကတော့လှသွားပြီးပရိသတ်၁တွေပုံသေးခံပြီးပရိသတ်၁တွေပုံသေးခံပြီးအဲ့ဒီလိုဖြစ်တာနဲ့သူ့ဒီမြင်းကုန်ကပရိသတ်၃ဟာဒီလိုပရိသတ်၃လို့ဆွဲချမယ်ပေါ့နော်ဆွဲချမယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာအဲ့ဆိုရင် ျွန်တော်တို့ဒီမှာကသူ့ဘုံမှာပထမကတ်ဒီမှာသူနှစ်ခါတောင်ချုပ်ထားတာเนาะဒီမှာလဲ၄เนาะဒီမှာလဲ၄ဒီမှာလဲ၄ဒါပေမဲ့၃ကတ်ရောင်းရင်တော့ကျွန်တော်တို့ဒါလှည့်စားတယ်เนาะဒီမှာလဲသူကဒီမှာ၅ဒီမှာလဲ၅ဆိုပြီးချုပ်တာဒီမှာကျတော့သူ မချုပ်တော့ဘူး6ခုတစ်ခါတည်းနဲ့ပဲချုပ်ထားတာအဲ့တော့သုံးကက်ရောက်ရင်တော့ကျွန်တော်ကလမ်းရမှာဖြစ်တဲ့တော့ကြောင့်ဒီပရိတ်သုံးကတစ်ကွက်ပဲရှိရဲဟိုကောင်ကနောက်ဆုံးပရိတ်ကြီးသုံးနေဖြစ်တဲ့ပရိတ်နောက်ဆုံးပရိတ်1အဲ့လိုမြင်းကုန်ကစားနောက်ဆုံးပရိတ်2ဒီလိုမြင်းကုန်ကစားနောက်ထပ်နောက်ဆုံးပရိတ်3ဒီလိုမြင်းကုန်ကစားဆိုတော့ဒီပရိတ်သုံးကိုပဲကျွန်တော်တို့ကကစားမှာကစားမှာပေါ့နော်အဲ့ဒါဆိုရင်ဒီအနိကလေးမှာရှိရဲအနိကလေးမှာရှိရဲပေါ့နော် အဲ့ဒီ break တုံးကိုကျွန်တော်ကနှစ်ထိတ်နေဆိုညုံးနေကျွန်တော်တုတ်ဖို့အဝတ်တခြား line နေရှိသေးတယ်ကျွန်တော်ကဒီစောင့်ပင်နေ member တွေစောင့်ပင်နေပေါ်သွားမှာစိုးလို့ပေါ့နော်နှစ်မျိုးလို့မဟုတ်အချိန်မရောက်ခင်ကိုခော့သွားမှာစိုးတာခော့သွားမှာစိုးလို့အကြိုင်လည်းတင်တင်ပေးမှာပေါ့နော် member ဝင်နိုင်တဲ့သူတွေအတွက် member ဝင်နိုင်တဲ့သူတွေကတော့အခုချိန်ရတိုင်းစီပြီးကျွန်တော်တို့ဘယ်အချိန်မှဖြားလေးစောင့်နေတယ်ဘယ်အချိန်မှဖြားလေးစောင့်နေဆိုတော့ကျွန်တော် member အကောင့်ထဲမှာတည်တက်လိုက်လွှင့်ပြီးပြီ အဲ့တော့ကျွန်တော်ဟိုတနေ့ကဒီနားမှာပြောခဲ့ပါတယ်ဒီမှာဒီဒီလေးထိတ်ကြောင့်ဒီကောင်ရှေးပေါင်းဒီနားမှာပဲစဖြစ်လာတာရှေးပေါင်းက ရှေးပေါင်း6ရှေးပေါင်း9ဆိုပြီးသူဖြစ်လာတာရှေးပေါင်းကရှေးပေါင်း6ရှေးပေါင်း9ဆိုပြီးဖြစ်လာတာအဲ့ဒီမှာကျွန်တော်နှစ်ထိတ်နဲ့ပရိတ်ကိုလို့ပြောခဲ့ရတယ်နော်ဆဲခွဲလိုက်တို့ပေမဲ့လည်းရန်တို့ထိုးရမှာပဲနှစ်ထိတ်နဲ့ပရိတ်ကိုလေအဲ့ထက်မှလည်း organ တစ်ခုပဲပါတယ်အဲအဲ့တော့ ဒီရှေးပေါင်း၅ရှေးပေါင်း၆ရှေးပေါင်း9လို့ကစားသွားရတယ်။ तू ကနေရှေးပေါင်း၅ချောင်း၅ချိန်စင်း तू ကနေ၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်မှာ तू ကအဲ့မှာထိတ်စီကစားခဲ့တဲ့၄ထိတ်ဟာ၄ပါဝါ၉ထိတ်ဆိုပြီးဒီရှေးပေါင်း၅ချောင်း၅ချိန်စင်းတဲ့နေရာမှာပါဝါကစားရတယ်။အဲ့တော့ဒီမှာကလည်းရှေးပေါင်း၆၅ပြီးတော့၆ချောင်း तू က၃ညထိတ်ချောင်း၃ညပါဝါ၅ဆိုပြီးဒီကောင်ရှေးပေါင်း၆ချောင်း၆ချိန်စင်း၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်မှာအဲ့၃ညထိတ်ပါဝါ၃ညပါဝါ၅ထိတ်ဆိုပြီးကစားရတယ်။ အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကလည်းရှေးပေါင်းခွန်ကြောင်ဒီခွန်ပါဝါ2ကိုဒီကနေ့ခုနှစ်ကြိမ်ရေး2ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်ခုနှစ်ကြိမ်မြောက်မှာကျွန်တော်တို့ကခွန်ပါဝါ2ဆိုပြီး2ထိပ်ဆိုပြီးကစားမှာအဲ့ဒီ2ထိပ်ကအဲ့ဒါလည်းလာဆိုရင်မဟုတ်သေးဘူးအဲ့ဒီ2ထိပ်ပရိသုံးကကျွန်တော်ဒီနားမှာဟောတော့မပြောဟောမဖြစ်ချင်းလို့အဲ့တော့ခြံထားတယ်တလိုင်းခြံထားတယ်အဲ့ဒါကကျွန်တော်စောင့်ဝင်နေပုံမှာဆိုလို့တော့じゃဒီလောက်လှဲလှဲနေလားလို့ထင်နေမှာဆိုလို့အဲ့တော့ဒီမှာ ကလင်နာမှာကျွန်တော်တို့ကြည့်ကြည့်လိုက်မယ်မနှစ်ခုနှစ်နှစ်နှစ်ခုပတ်လည်လိုက်ထွက်တာပေါ့နော်ဟာနှစ်နှစ်ခုရှာမယ်ဗျာနှစ်နှစ်ခုမနှစ်နှစ်ခုဒီမှာနှစ်နှစ်ခုနှစ်နှစ်ခုဒါပဲရှိရတယ်နော်မနှစ်နှစ်ခုဒီမှာနှစ်နှစ်ခုပတ်လည်နော်အာနော်ဒီမှာနှစ်နှစ်ခုဒီမှာနှစ်နှစ်ခု ကလင်နာမှာနှစ်နှစ်ခုလိုက်ထွက်တာလေးကြီးလိုက်ဒီမှာနှစ်နှစ်ခုထွက်ပြီခွန်နောက်ပိတ်လို့သူ့ပုံမှာမခံဘူးဒီမှာနှစ်နှစ်ခုထွက်ပြီခွန်နောက်ပိတ်လို့သူ့ပုံမှာမခံဘူးဒီမှာနှစ်နှစ်ခုထွက်ပြီသူ့နောက်မှာခွန်နောက်ပိတ်လို့မခံဘူးဒီမှာနှစ်နှစ်ခုပတ်လည်းထွက်ပြီဆိုတာနဲ့ခွန်နောက်ပိတ်ရဲ့အောက်မှာနှစ်နှစ်ခုပတ်လည်းလိုက်ထွက်တာနဲ့သူကအဲ့ဒီနေထာမှာခွန်နှစ်နှစ်လို့စောင်းတာဒီလိုစောင်းတာအဲ့တော့ဒီမှာခွန်နောက်ပိတ်လို့လိုက်ထွက်ပြီး ဟိုဘောက်ဘောက်နှစ်နှစ်ခုလိုက်ထွက်ပြီလက်ထွက်ပြီးတာနဲ့မနေ့ပြန်ထွက်မှာလေခုနောက်ပိတ်လို့မခံထားဘူးအဲ့တော့ကျွန်တော်တို့ဒီမှာနှစ်နှစ်ခုကခုနောက်ပိတ်မှာအောက်မှာကြာတယ်နှစ်နှစ်ခုပတ်လေဟာဒီမှာတော့သူကခုနှစ်နှစ်လို့မဆောင်မင်းနဲ့အဲ့ဒီနေ့ထဲမှာပဲခုနှစ်နှစ်လို့လိုက်ဆောင်ပေးတာဒီမှာဒီဒီခုနှစ်နှစ်ဆောင်တာကျွန်တော်ပြီးခဲ့တဲ့နှစ်ကမန်ပါလေကြာပြီးသားကြီးအဲ့တော့ကျွန်တော်ဒီမှာနှစ်နှစ်ခုလိုက်ထွက်တာဒီမှာခုနောက်ပိတ်မဖြစ်ဘူးခုနှစ်နှစ်လည်းမဆောင်ဘူးအခုဒီမှာ ခွန်နှစ်နှစ်လို့ခွန်နောက်ပရဲ့အောက်မှာခွန်နှစ်နှစ်ပတ်လေလိုက်ထွက်ပြီထွက်ပြီဆိုတာနဲ့အဲ့ဒီအောက်မှာဒီလိုခွန်နှစ်နှစ်စောင်းသွားနိုင်တာပေါ့နှစ်ထိပ်ဒါကဒီတလိုင်းရအယူဒီနားကနေလည်းနှစ်ထိပ်အထောက်ရှိတယ်လို့ဒီကနေလည်းမခွန်နှစ်နှစ်လို့စောင်းသွားနိုင်တယ်ခွန်နှစ်နှစ်စောင်းတာကနှစ်ကက်ပဲရှိတာဒီမှာဒီမှာတစ်ကက်ဒီမှာတစ်ကက်ဒီမှာလုံးမှာ၃ကက်ပဲရှိတာဒီမှာလိုက်ပြီးတော့ခွန်နှစ်နှစ်လို့ဒီလိုစောင်းပြီဆိုမှနှစ်ထိပ်လို့ပေးပြီဆိုမှ၃ကက်ပဲရှိတာ ဘာဖြစ်လို့လဲဆိုရင်ထူးခြားမှုရှိတယ်နော်နှစ်နှစ်ခုပတ်လည်လိုက်ထွက်တိုင်းကသူ့အပေါ်မှာခုနောက်ပိတ်လို့မတည်တော့ခုနှစ်နှစ်လို့မဆောင်ခုနောက်ပိတ်လို့မတည်တော့မဆောင်ဘူးခုနောက်ပိတ်လို့မတည်တော့မဆောင်ဘူးခုနောက်ပိတ်လို့တည်ပြီဆိုရင်သူကအဲ့ဒီနေရာမှာခုနှစ်နှစ်လို့ဒီလိုဆောင်ထိုးတာဒီမှာကလည်းသူကခုနောက်ပိတ်ရအောင်မှာနှစ်နှစ်ခုမဟုတ်တဲ့အတွက်ကြောင့်ခုနှစ်နှစ်မဆောင်မထိုးခဲ့ဘူးဒီမှာခုနောက်ပိတ်ရအောင်မှာနှစ်နှစ်ခုဖြစ်နေတဲ့အချိန်သူကအဲ့ဒီနေထဲမှာဒီမှာမထိုးဝင်ပြီသူအောက်မှာဆောင်ဆောင်ထိုးတာ အဲ့ဆိုရင်ကျွန်တော်ဒီမှာကလည်းနှစ်နှစ်ခုပတ်လည်လိုက်ထွက်တော့ဒီမှာခုနောက်ပိတ်လို့မတည်ထားဘူးဒီမှာခုနောက်ပိတ်လို့တည်တဲ့အတွက်ကျွန်တော်တို့ကခုနှစ်နှစ်လို့စောင်းတာဆိုဒီနေရာမှာစောင်းသွားနိုင်တာပေါ့ဟုတ်လားကျွန်တော်တို့ဒီနာအနီးကနှစ်ထိတ်နေရောလေဟုတ်လားမင်္ဂလာပါနော်တယောက်ချင်းစီတိုင်းအဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေရာမှာနှစ်ထိတ်ကိုအကြိုက်ကြိုက်တာရှေးပေါင်း၃ဆိုင်ကတော့ပြောလို့မရဘူးပေါ့နော်ဒါအဲ့တော့ဒီမှာအဲ့ဒီနှစ်ကိုကျွန်တော်ထိမ့်ပြောနေရတာ အဲ့ဒီလိုသူကခွန်နှစ်နှစ်လို့ဒီလိုခွန်နောက်ပိတ်ရဲ့အောင်မှာခွန်နောက်ပိတ်ရဲ့အောင်မှာခွန်နှစ်နှစ်လို့လိုက်ဆောင်ပြီရိုးစင်းမျက်နှာနဲ့မျိုးလုံးနဲ့ကြည့်ကျွန်တော်ပြီးခဲ့တဲ့နေ့ကမမတွေပြောဘူးလေဒီခွန်ခွန်နောက်ပိတ်ရဲ့နောက်မှာနှစ်နှစ်ခွန်ဆောင်ပြီခွန်နောက်ပိတ်ရဲ့နောက်မှာခွန်နှစ်နှစ်ခွန်ဆောင်ပြီ နှစ်နှစ်ခွန်ဆောင်းတာပဲကျွန်တော်ပြောထားတယ်အခုကျတော့ဒါတိုက်ဆိုင်မှုရှိသွားပြီခွန်နောက်ဘေးရင်တော့မှနှစ်နှစ်ခွန်ကဒီ၃ကပ်ပဲရှိတဲ့အတွက်ကြောင့်ပထမနှစ်ကပ်မှာခွန်နှစ်နှစ်လို့ဆောင်းထားတဲ့ကစားခွက်အဲ့ဒါလို့ကစားရတဲ့ဆိုရင်သူအဲ့ဒီနေထဲမှာဘာတွေဖြစ်တော့ဦးဆိုတော့ကျွန်တော်ဒါငါတစ်ခွန်တဲလိုက်ထွက်တယ်လို့ကျွန်တော်ပြောခဲ့ဘူးလေဒီမှာနှစ်နှစ်ခွန်ပတ်လည်လိုက်ထွက်တယ်အဲ့ဒီနေထဲမှာ၃နှစ်ခွန်ပတ်လည်လိုက်ထွက်တယ်၄နှစ်နှစ်ပတ်လည်လိုက်ထွက်တယ်ဟုတ်လားအဲ့တော့နှစ်နှစ်ခွန်လို့လိုက်ထွက်တာ ਨੇ သူကအဲ့ဒီခွန်နောက်ပိတ်ရင်တော့မှနှစ်နှစ်ခွန်လိုက်ထွက်တာနဲ့သူကဘာတွေထွက်တယ်ဆိုတော့ငါးတစ်ခွန်လိုက်ထွက်တယ် ဒဲတွေလိုက်ထွက်တာနော်ငါတစ်ခွန်ဒါပေမဲ့တုံးကန်ရောက်ရင်တော့အာတူရမှာနော်ငါတစ်ခွန်ဒဲတော့ကျွန်တော်တိတ်မကြည့်မကြိုက်တော့ဘူးငါတစ်ခွန်အာမွေးချင်းတဲ့လူအဲ့တော့တုံးခွန်နှစ်တုံးခွန်နှစ်အာနှစ်နှစ်ခွန်တုံးပါဗျတုံးခွန်နှစ်အာလေးနှစ်နှစ်ဩဒီဘွဲလို့ဆိုရင်သူကနှစ်ထိတ်နဲ့ကြိုက်တာလीနော်ဒီဘွဲလို့ဆိုရင်ကျွန်တော်နှစ်ထိတ်နဲ့ကြိုက်တာနှစ်ခွန်တုံးနှစ်တုံးခွန်ပဲထိုး dead ဟို dead into ဒါတော့သူကနှင်းနှင်းလေးပေါ့ဗျာနှင်းနှင်းလေးအာဒါလေးတွေလိုက်မွေးခြင်းမွေးပေါ့ဟုတ်လားဒီကျွန်တော်ကတော့ဒီဒီကအနည်းဆုံးတစ်ခွက်လောက်ထွက်မယ်လို့ထင်တာပဲယူဆတာပဲအနည်းဆုံးတစ်ခွက်လောက်ထွက်မယ်လို့ထင်တာပဲအဲ့တော့ဒီ၃ခွက်ကိုတော့မွေးခွက်ရှိတယ်အဲ့ဒီ line ထဲမှာဘာလို့ဆိုခွန်နောက်ပိတ်လို့ရတယ်နှင်းနှင်းခွန်လိုက်ထုတ်တဲ့နှင်းလို့မှာခွာခွန်နှင်းနဲ့လဲစောင်းပြီဒီဘွဲမှာခွန်နှင်းနဲ့လို့စောင်းသွားပြီဆိုရင်တော့ပိုးပြီးတော့ကောင်းသွားပြီပေါ့ဗျာဒီကနန်းမွေးကနန်း၃ခွက်ကတစ်ခွက်လောက်ကတော့အနည်းဆုံးပြေချာတလောက်ရှိနေပေါ့နော် ဲ့တော့ဒီမှာကလည်းသူကဒီခုနှစ်ခုနောက်ပြည့်ရအောင်မှာနှစ်နှစ်ခုပတ်လည်လိုက်ထွက်တော့အဲ့ဒီနေ့မှာဒီမှာ9တစ်ခုလိုက်ထွက်တယ်ဒီမှာ6နှစ်နှစ်ပတ်လည်လိုက်ထွက်တယ်ဒီမှာ3ခုနှစ်ပတ်လည်လိုက်ထွက်တယ်အဲ့တော့ဒီမှာခုနောက်ပြည့်ရအောင်မှာနှစ်နှစ်ခုလိုက်ထွက်တော့အဲ့ဒီမှာတူညီမှုရှိတာဆိုဒီ3ခွက်တူညီမှုရှိတယ်9တစ်ခုပတ်လည်နှစ်3ခုနှစ်ခု3ပတ်လည်နှစ်နှစ်လေးအားပတ်လည်အဲ့အဲ့ဒီတော့အဲ့ဒီကဏ္ဍ၃ခွက်ကတော့မွေးခြင်းမွေးဟုတ်လားကစားခွက်အဲ့ဒီကစားအဲ့ဒီကဏ္ဍတွေပါလာတာတွေ့နေရတယ် တွေ့နေရလာဖြစ်တဲ့အတွက်ကြောင့်ဒီပင်တော့ကျွန်တော်ကအကြိုက်နေတယ်ကြိုက်တဲ့အချိန်ကိုကကိုမွေးခြင်းနဲ့မွေးကနားကြိုက်တဲ့လူကြတော့မွေးခြင်းမွေးထားပေါ့ဟုတ်လားဒီကပင်ကတော့ကျွန်တော်ကဒါကဒီဘက်ကတကယ်မှန်ပါမုန်နိုင်တဲ့သူတွေအဆင်မပြေတဲ့လူတွေကိုဒါကိုရဲ့ကိုမှန်ပါကနားကတော့ကိုယုံကြည်ခြင်းနဲ့ကိုထုတ်တာဆိုတော့ယုံတာပေါ့ဗျာထွက်ထွက်ခါမှပဲသိပါဘူးဟုတ်လားအပိုင်လုံးလည်းပြောလို့မရဘူးအဲ့တော့ တကယ်အခက်အခဲဖြစ်ပြီးမန်ပါမွန်နိုင်တဲ့သူတွေရရှိခြင်းတဲ့အတွက်ကြောင့်ဆယ်ကွဲလိုင်းတော့ကျွန်တော်ပြပေးလိုက်တယ်ပေါ့နော်ဒါကမန်ပါတွေကရှစ်ကြိမ်မှမန်ပါအကြိုက်ဆုံးတဲ့ဆယ်ကွဲလိုင်းဖြစ်ပါတယ်နော် အားလုံးပဲမင်္ဂလာပါဗျာမမဝင်ချင်ရင်တော့ဒီကျင်းရနေဝင်ကျွန်တော်တို့ဒါနှစ်ကုန်ထီကိုတသိန်း2000ပါเนาะမွေးကတ်လည်းရမယ်ပေါ့ဒါကတော့ကျွန်တော်ဖုံးတာပဲအချဲတစ်ကျင်းထိုင်းရနေဆိုရင်ဘတ်1200ပါเนาะ